အားလုံးမင်္ဂလာပါအောင်မြင် channel မှာကြိုဆိုပါရစေကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့မနေ့9နာရီစောစောထားသူတွေရလာနိုင်တဲ့ကောင်းကျိုးကိုမျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နေ့တိုင်းမနေ့9နာရီအစောကြီးထလာတာတင့်ဘဝကိုအများကြီးပြောင်းလဲပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်အတွက်အချိန်ပိုရတိတ်ဆိတ်တယ်ငြိမ်သက်တယ်အီချမ်းတယ်စဉ်းစားဖို့စဖတ်ဖို့အားယူဖို့အကောင်းဆုံးအချိန်ဖြစ်နေလို့ပဲ တနေ့တာမှာအချိန်ပိုရမယ်လက်ကျင်ခန်းလုပ်တာတနေ့တာအစီအစဉ်ရေးတာပန်းနိုင်အတွက်လုပ်တာတွေမှာအချိန်ပိုရမယ်အဲ့ဒီအချိန်ကြီးမှာဆိုရင်မလုပ်ချင်တဲ့အလုပ်တွေကိုတော့လုပ်နိုင်တာတွေရှိလာတယ်အရေးကြီးပြီးခက်ခဲတဲ့အလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်ဖြစ်တာတွေလုပ်ပြီးတာတွေရှိလာတယ်အဲ့ဒီမနဲ့စောစောမှာဆိုရင်လောတာစိတ်ဖြည်စည်းမှုတွေနှဲသွားလိမ့်စိတ်ကလန်းဆန်းနေတယ်တက်ကြွနေတဲ့အတွက်တနေ့တာကိုရင်ဆိုင်မှုအဆင်နဲ့ဖြစ်နေလိမ့်မယ် ကျမ်းမာတဲ့အိပ်ဆက်မှုပုံစံဖြစ်လာတဲ့အတွက်သိခန္ဓာကိုယ်နဲ့အုံနောက်ကျမ်းမာရေးကိုပိုကောင်းစေပါလိမ့်မယ်လက်ကျင်ခံလုပ်ဖို့အချိန်ရမယ်ကျမ်းမာရေးကောင်းကျိုးတွေအများကြီးရလာလက်ကျင်ခံကြောင့်နှလုံးနဲ့အုံနောက်ကျမ်းမာရေးအရိုးအဆစ်ကျမ်းမာရေးတွေပိုကောင်းလာမယ်ကိုခံစွမ်းအားတွေကောင်းလာမယ်ကိုပြီးရှင်းရှင်းလင်းလင်းတွေးနိုင်မယ်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်အခြားသူတွေထက်တာနေတယ်လို့ခံစားရမယ်မနေ့ကအလေးကျင့်ကောင်းတွေကိုရလာမယ်ဒီလိုအကြောင်းတွေက နေ့စောစောထဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်တွေပါပဲမနေ့9နာရီစောစောထတာကတင့်ဘဝအတွက်တကယ်ကိုကောင်းတဲ့ကြိုးကျေးဇူးတွေအများကြီးရှိပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့နံပါတ်1တိတ်ဆိတ်ငြိမ်သက်မှုရမယ်မနေ့9နာရီဆိုတာလောကကြီးတစ်ခုလုံးအိပ်ပျော်နေတော့မယ်ရှိပါသေးတယ်အဲ့ဒီအချိန်မှာဆိုရင်အနှောက်အယှက်တွေမရှိဘူးဆူညံတာတွေမရှိဘူးတင့်အတွေးတွေနဲ့ပဲတိတ်တိတ်ဆိတ်ဆိတ်နေနိုင်ပါတယ် copy တစ်ခွက်နဲ့ထိုင်ပြီးအေးအေးဆေးဆေးစဉ်းစားတာလုပ်နိုင်တယ်တရားအထုတ်နိုင်တယ်တမာတိကောင်းကောင်းဖြစ်နိုင်တယ်တင့်တနေ့တာကိုစိတ်အေးလက်အေးစီစဉ်လို့ရပါတယ်စိတ်ဖြစ်စည်းမှုတွေစိုးရိမ်ပူပန်မှုတွေနည်းပါးစီပြီးပိုပြီးငြိမ်းချမ်းမှုခံစားရစေတယ်တိတ်ဆိတ်တဲ့အချိန်တွေဟာစိတ်ဖြစ်စည်းမှုဖြစ်စေတဲ့ cortisol ဟော်မုန်းတွေကိုချော့ချပေးပါတယ်ဒါကကျန်းမာတဲ့အုံနောက်ကိုကောင်းတဲ့ခံစားချက်တွေကိုဖြစ်စေပါတယ်နံပါတ်1ကိုယ့်အတွက်အချိန်ပိုရမယ် အနိတာမစခင်နောက်ထပ်나이အနှဲငယ်ပူရလိုက်တယ်လို့ပေါ့ဒီအချိန်ကိုကိုပိုင်ကိစ္စတွေဝါသနာတွေဓမ္မမဟုတ်ကိုပိုင်ပန်းနိုင်တွေအတွက်သုံးနိုင်တယ်စာအုပ်တို့ရေးကျင်တာဓမ္မမဟုတ်အတတ်ပညာအတိတ်တစ်ခုတင်ယူကျင်တာဆိုရင်မနေ့9နာရီကတင့်အတွက်ရွှေနာရီပဲနံပါတ်3တနေ့တာလုံးအာအင်ပူရှိမယ်စောစောထသူတွေကပူပြီးလန်းဆန်းတကြွတယ်လို့ခံစားရတတ်တယ် နေရည်တွေကိုခြားသူတွေထက်စောပြီးစတင်တာကြောင့်ပိုစိတ်ဝင်စားပြီးတတိရှိနေမယ်တင်ကအခြားသူတွေထက်အလုပ်တွေကိုပိုမြန်မြန်ပြီးနိုင်လိမ့်မယ်ဘာလို့လဲဆိုတော့တင်ကစောစောထပြီးသားမှုတက်ကြနေပြီလေနံပါတ်၄ပိုပြီးအာယုံစိုက်နိုင်အလုပ်ပိုပြီးနိုင်မယ်မနေ့ပိုင်းမှာတင့်အုံနောက်ကနားထားပြီးသားမှုလန်းဆန်းနေပါတယ်ပြီးတော့အချိန်နည်းနည်းနဲ့အလုပ်ပိုပြီးနိုင်မနေ့၈နိုင်မှာအလုပ်ဒါမှမဟုတ် စာတင်တာစရမယ်ဆိုရင်တော့တင်ကကြိုတင်ပြင်ဆင်ဖို့စဉ်းစားဖို့နဲ့စီစဉ်ဖို့၃နာရီလောက်အချိန်ရထားပြီးသားဖြစ်နေပြီရှေ့တလန်းပိုရောက်နေတဲ့သဘောပဲနမကလက်ကျင်ခံလုပ်ဖို့အချိန်ရမယ်မနေ့ပိုင်းကကိုလက်လှူရှာအားကစားလုပ်ဖို့အတွက်အကောင်းဆုံးအချိန်ပဲမနေ့ပိုင်းလက်ကျင်ခံလုပ်တာကပြင့်စိတ်ခံစားချက်စွမ်းအင်နဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ်မနေ့ပိုင်းမိနစ်20လောက်လမ်းလျှောက်တာဒါမှမဟုတ်ခန္ဓာကို ဆန့်ထုတ်လေ့ကျင့်ခန်းလုပ်တာကတနေ့တာလုံးစွမ်းအင်ကိုညှင့်တင်ပေးပြီးအစီအလေးကိုတောင်းကျွမ်းစေပါတယ်။လေ့ကျင့်ခန်းလုပ်တာကနှလုံးကျန်းမာရေးအရိုးကြွက်သားတွေကိုပိုမိုကောင်းမွန်စေပါတယ်။မနက်ခင်းနေအောင်ကြီးကအုန်းနောက်ဓာတုပစ္စည်းဖြစ်တဲ့ serotonin ဟော်မုန်းကိုညှင့်တင်ပေးပါတယ်။ဒါကလည်းအာယုံစုဆိုင်မှုနဲ့စိတ်ခံစားချက်ကိုကိုကောင်းစေပါတယ်။နံပါတ်6ကျန်းမာတဲ့အိပ်စက်မှုပုံစံရလာမယ်။ စောစောထတာကညဖက်စောစောအိယာဝင်ဖို့ကူညီပေးပါတယ်။ပိုကောင်းတဲ့အရေးအသွေးရှိတဲ့အိပ်ဆက်ခြင်းကိုရစေပါတယ်။တင့်စိတ်နဲ့ခန္ဓာကိုပြန်လည်လန်းစားဖို့ကူညီပေးပါတယ်။ည9နာရီခွဲအိပ်ပြီးမနေ့9နာရီထမယ်ဆိုရင်9နာရီခွဲကြာကြာကောင်းကောင်းအိပ်ဆက်ရတာပေါ့။ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ပိုမြန်မြန်အိပ်ပျော်ပြီးပိုပြီးတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ဆက်နိုင်ပါလိမ့်မယ်။တင့်ခန္ဓာကိုကပုံမှန်လုံယိုးလုံးစင်ကိုနှက်သက်ပါတယ်။အချိန်မှန်အိပ်ရာဝင်ပြီးအချိန်မှန်အိပ်ရာထတာက တင့်အောင်နောက်ကိုကောင်းကောင်းအနားယူစေပြီးစွမ်းရည်လေးပြန်ဖြည့်တင်းပေးပါလေ။ကောင်းမွန်တဲ့အိပ်ဆက်ခြင်းစိတ်ဖြည်စည်းမှုနှဲပါခြင်းနဲ့ကိုယ်လက်လှူရှားမှုပိုလုံနိုင်ခြင်းတို့ကတင့်ခန္ဓာကိုပိုပြီးတာမာစေပါရဲ။ကိုယ်ခံစွမ်းအားကိုပိုမိုကောင်းမွန်စေပါရဲ။ဖြားနာတာတွေနှဲပါလာပြီးယောဂါတွေကနေပိုမြန်မြန်ပြန်လဲကောင်းမွန်လာပါလိမ့်မယ်။ယောဂါတွေကိုအကောင်းဆုံးတိုက်ထုတ်နိုင်ပြီးအနာကျက်နှုံးလဲပုံမြန်လာပါလိမ့်။နံပါတ်9 စီကန်းတဲ့ယုံကြည်မှုတည်ဆောက်နိုင်မယ်။စောစောထားဖို့ဆိုတာစ조사အားထုတ်မှုနဲ့စိတ်ဆုံးဖြတ်ချက်လိုအပ်ပါတယ်။ဒီလိုပုံမှန်လုပ်နိုင်ရင်ကိုယ့်ကိုယ်ကိုဂုဏ်ယူမိမယ်။ပိုပြီးအားရှိလာမယ်။တင်းဘဝကိုပိုပြီးထိကျုံနိုင်မယ်လို့ခံစားရမယ်။ရည်ရွယ်ချက်ရှိရှိနဲ့လေးရည်ကိုစတင်တာကတင့်ကိုအချိန်ဟုန်တစ်ခုပေးပါတယ်။အစကတည်းကအောင်နိုင်နေသလိုမျိုးပေါ့။နံပါတ်၈လောကကြီးတဲ့တင်ကခြေတလှမ်းတာနေပြီလို့ခံစားရမယ်။ ခြားသူတွေအိပ်ပျော်နေတော့သင်ကလှုပ်ရှားနေပြီဒီလိုလုံနိုင်ဖို့အတွက်ယုံကြည်မှုရှိပြီးပြင်ဆင်ပြီးသားဖြစ်နေမယ်လောရာမျိုးမရှိတော့မနေ့9နာရီမထိုးခင်မှာတင်သင်ကလစ်ချင်ကလှုပ်ပြီးပြီပန်းနိုင်တွေကိုလည်းပြန်ကြည့်ပြီးပြီတိုးတက်အောင်မြင်ဖို့အတွက်စာတွေလည်းဖတ်ပြီးပြီတနေ့တာအလုပ်တော်တော်များများကိုလှုပ်ပြီးနေပြီမနေ့စာစားပြီးပြီဒါကမနေ့စာကိုစားတော့တဲ့အလေးချိန်ကောင်းကိုရရှိတယ်။ကောင်းတာတစ်ခုကကျမ်းမာရေးနဲ့မညီညွတ်တဲ့အစားအစာဖြစ်တဲ့ ဂျန့်ဖူတွေကိုစားမိနိုင်ကြီးနေပါသွားစီတယ်။ကျမ်းမာတဲ့မနက်စာဟာသင်အုံနောက်ကိုစွန့်အင်ဖြည့်ပေးပြီးတွေ့ရင်တကြားတတ်ကိုမျှတစေပါတဲ့။အစာအတော့ကိုအငမ်းမရစားကျင်တဲ့ဆန္ဒ craving တွေကိုလည်းထိန်းချုပ်နိုင်လာပါတယ်။နံပါတ်6ကိုယ်တိုင်တိုးတက်ဖို့အချိန်ရမယ်။မနေ့ပိုင်းကကိုယ်တိုင်တိုးတက်ဖို့အတွက်အကောင်းဆုံးပါပဲ။စာအုပ်တွေဖတ်တာမှတ်တမ်းရေးတာတရားထိုင်တာအ အသည့်ဆန်းတွေတင်ယူတာမျိုးတွေလုပ်နိုင်ပါတယ်။မနေ့တိုင်းမှာစာမျက်နှာ၊ဆယ်မျက်နှာဖတ်တာကတစ်လကိုစာအုပ်တုပ်ပြီးစီပြီးတစ်နှစ်ကိုစာအုပ်ဆက်နှုတ်ပြီးစီနိုင်ပါတယ်။မနေ့9နာရီစောစောထတာဟာလှုပ်ဝဲလက်နဲ့တခုရထားတယ်လို့ပါပဲ။အခြားသူတွေအိယာကနိုးစပြုတ်နေတုံးမှသင်ကအချိန်စိတ်အေးချမ်းမှုအာယုံစိုက်နိုင်မှုနဲ့စွမ်းရင်တွေရရှိနေပါပြီ။မနေ့9နာရီထတာကထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါအောင်မြင်မှုကိုတိဆောက်ပေးတဲ့ရွေးချယ်မှုတစ်ခုပါ။သင်လိုချင်တဲ့ဘဝကိုတိဆောက်ဖို့အတွက်အချိန်အာရုံစိုက်မှုနဲ့စွမ်းရည်တွေကို ပေးပါလိမ့်မယ်။ဆရာဝန်တယောက်ရဲ့အကြံပြုချက်ကတော့မနေ့9နာရီစောစောထလာဟာသင်ခန္ဓာကိုယ်နဲ့အုံနောက်ကိုတဏှာစောပြီးစွမ်းရည်တွေကိုဖြည့်တင် ပေးတာပါပဲ။ဒါဟာသင်ရဲ့ကျန်းမာရေးအောင်မြင်မှုပျော်ရွှင်မှုနဲ့အသက်ရှင်ခြင်းတို့ကိုပေးနိုင်တဲ့အယိုးရှင်းဆုံးအလေးအကျင့်တွေတဲကတစ်ခုဖြစ်ပါတယ်။ အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးပြန်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီချိန်နှိပ်ပေးထားပါလို့မေတ္တာရပ်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစီရင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.